လေ့ကျင့်ခန်းလုပ်တာက မျိုးစားနှစ်စီဂျူယောဂာတွေဒီမှာဘယ်လိုမျိုးစီဂျူကြာနေတယ်ဆိုတာကိုကျွန်တော်ဒီဗီယိုလေးမှာရှင်းပြပေးထားပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ AM Channel မှာကျမရဲ့ပူဇော်တာတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါပဲဖြစ်ပါတယ်။အဲ့တော့ဒီဗီယိုလေးမှာကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာပေါ့နော်။ဒီလေ့ကျင့်ခန်းလုပ်တာကမျိုးစားနှစ်စီဂျူယောဂာတွေဒီမှာပေါ့နော်။ HbA1c ဘာကြောင့်ကျတာလဲပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ကသိပ္ပံလေးကအချက်လက်လေးနဲ့ပြပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဆရာတော်တော်များများဒီစီးကျုပ်သမားတွေဆိုအများနဲ့ပြောလို့ပြောတာရှိရပါတော့ဈေးတောက်ပြီးတဲ့အပြင်ဟို lifestyle changes လို့ပါမှာပါเนาะအစားအသောက်ရှောင်ဘာညာပြောကြတယ်ပြီးတော့လေ့ကျင့်ခန်းလုပ်ခိုင်းတယ်လမ်းလျှောက်ခိုင်းတယ်ဖြစ်နိုင်လို့ရှိရင်ဗျာဒီ gym တွေပါဆော့ခိုင်းတယ်ပြီးတော့ဖြစ်နိုင်လို့ရှိရင်အလေးတွေပါမခိုင်းတယ်ပေါ့เนาะအဲ့လိုဒီလေ့ကျင့်ခန်းလုပ်တာဟာဘာကြောင့်ဒီလိုမျိုးစီးကျုပ်နဲ့ပတ်သက်ပြီးတော့ကြိုးကျဉ်သူရှိနေပါเนาะကြိုးကျဉ်သူရှိတဲ့အချက်တွေရှိလားပေါ့တကယ်လည်းသိတာပါလေလေ့ကျင့်ခန်းတည်တည်ချာချာလုပ်နိုင်တဲ့သူတွေက ဒီဈေးပုံမှန်တောက်တဲ့သူတွေချက်တောင်မှပို့ပြီးတော့ HBA1C ကျစီတယ်စီးကျုံနဲ့ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာတွေပေါ့အများကြီးထိနေတာကိုတွေ့ရတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်တစ်ချက်ချင်းနဲ့ရှင်းပြပေးသွားပါမယ်အဲ့တော့ဗီဒီယိုလေးဆက်ကြည့်အောင်နော်တော့အရင်ဆုံးကျွန်တော်ကအေးချိန်ကလို့တဲ့ခါမှာလက်တလောအကျိုးတရားမှုကိုစပြီးတော့ပြောပြပေးသွားပါမယ်အဲ့တော့အဲ့လက်တလောအကျိုးတရားမှုကသုံးခုရှိတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်ပြီဆိုလို့ရှိရင်ဒီချက်သားတွေကဂလူးကို့စ်တွေပို့လို့ရစွိုင်းရင်အတွက်ဂလူးကို့စ်တွေပို့လို့တဲ့ခါမှာ ဲ့ကြွက်သားတွေကလိုအပ်တဲ့စွမ်းအင်အတွက်ကိုသွေးထဲကနေပြီးတော့ဂလူးကို့စ်တက်ကိုဓာတ်ရိုက်ဆွဲယူတယ်။အဲ့လိုဓာတ်ရိုက်ဆွဲယူတဲ့ကြောင့်မို့သွေးထဲမှာဂလူးကို့စ်တက်ပြုတ်ကျသွားတယ်။ဒါကြောင့်မလို့စီးကျိုကျစေတယ်။စီးကျိုရောဂါပိုပြီးတက်တာစေတယ်ပေါ့ဗျာ။ဒါကပထမချက်ပေါ့။ဒုတိယချက်အနေနဲ့ပြောရမယ်ဆိုရင်အဲ့လိုမျိုးစီးကျိုပေါ့နော်။စီးကျိုကျစေတဲ့အချိန်မှာဘာဖြစ်လို့ဒီဂလူးကို့စ်တွေကကျွန်တော်တို့ဒီကြွက်သားတွေကိုဓာတ်ရိုက်ဝင်သွားလဲဆိုတော့ ဲ့တော့အဓိကကျွန်တော်ဒီသွေးကြိုစီးကြိုနဲ့ပတ်သက်ပြီးရှေ့မှာဗီဒီယိုအများကြီးပြောရတဲ့အထက်မှာအရေးကြီးတဲ့ဇက်ကောင်တစ်ခုကျွန်တော်ပြောဦးတယ်။ cell တွေတဲကိုအလုံးလို့ဖို့အတွက်စွမ်းရင်ရဖို့အတွက် glucose ဝင်ဖို့ဆိုရင်အဓိကတော့တစ်ခုလိုတယ်။အဲ့ဒီတော့အင်ဆူလင်မာလို့ကျွန်တော်ပြောခဲ့ဘူးတယ်။ဒီမှာကျွန်တော်ထူးခြားတဲ့ဖြစ်စဉ်တစ်ခုရှိတယ်။အဲ့ဒါပါလို့ဆိုအားကစားလုပ်တဲ့သူတွေလေ့ကျင့်ခန်းလုပ်တဲ့သူတွေလေ့ကျင့်ခန်းလုပ်လို့လိုအပ်တဲ့စွမ်းရင်အတွက် glucose ကိုကြက်သား cell တွေဆွဲယူမယ်ဆိုလို့ရှိရင်အင်ဆူလင်တော့နဲ့ဖွင့်တဲ့အပေါက်ကမဝင်မင်းနဲ့နောက်တစ်ပေါက်ကနေဝင်တယ်တဲ့ ို့ညနာအင်ဆူလင်လောဝမလို့အင်ဆူလင်မလိုဘဲနဲ့ဂလူးကို့စ်တွေကိုဆွဲယူနိုင်တယ်အဲ့ဆွမ်းသက်ရှိတယ်ဒါကြောင့်မလို့တကယ်လို့သာပေါ့နော်အမျိုးသားနဲ့စီးကျိုးရောဂါကဲသမားတွေမှာဆိုရှင်အဓိကပြဿနာကအင်ဆူလင်လုံးဆောင်ချက်ကြားတယ်အင်ဆူလင်ရက်စစ်တန့်ဖြစ်နေရပေါ့ဗျာပြောရတော့ပြက်နေရပေါ့ဒါတော့ပြက်နေလို့ဝင်လို့မရရင်တော့မှတကယ်လို့ဗျာအဲ့ insulin resistant တတ်တာအောင်လုပ်တဲ့ဆေးရှိတယ်မက်ဖော်မင်လို့ဆေးမျိုးကြီးပေါ့နော်အဲ့လိုဆေးမျိုးကြီးမတောက်ထားရင်တောင်မှကျွန်တော်တို့ကဒီ insulin အပေါက်ကဝင်တာပေါ့ဝင်တယ်နောက်တစ်ပေါက်ကဝင်တဲ့အတွက်ကြောင့်မလို့သူ့ပေါက်သူအဲ့ဒီပေါက်ကဝင်ပြီးတော့သူ့ဂျူစီယူတက်ပြီးကျသွားလိမ့်မယ်ဒါကဒုတိယချက်ပါနော်တတိယချက်ကတော့ဒီ exercise လုပ်ထားတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဒီ liver ပေါ့နော်အသည်းမှာရှိတဲ့တိုးလောင်ထားတဲ့ glycogen လို့ခေါ်တဲ့ energy store လုပ်ထားတဲ့ဟာတွေကနေပြီးတော့ glucose တွေအများကြီးပြန်ထုတ်ယူသွားတယ်အဲ့ဒီကပြောရရင်တော့တိုးလောင်ထားတဲ့ဂိုးတောင်ထဲမှာ glucose တွေအများကြီးကျသွားတယ်ကျသွားတဲ့အခါမှာ exercise လုပ်ပြီးတာတောင်မှအချိန်ကာလအကြာကြီးဒီသွေးတွေကနေ glucose တက်ပြီးပြန်ပြီးတော့ ဆွဲယူပြီးတော့မလုပ်လဲဆိုတော့ခုနကတူလောင်ထားတဲ့တူလောင်ယုံပြန်ပြစ်ဖို့ဆွဲယူတယ်။ဒါကြောင့်မို့ exercise လုပ်တဲ့သူတွေရောပါ။ဒီချင်းကလုပ်ပြီးတော့အချိန်တော်တော်ကြာကြာကြီးအောင်ပါ။ကျွန်တော်တွေးနေမှာအချိုတက်ကကျနေမှာဖြစ်တယ်။ပုံမှန်ထပ်ဖို့ကျနေမယ်။ဒါဆိုရင်စေးတောက်တဲ့အာနိသင်တဲ့သူကရနေမှာ။ဒါကြောင့်မို့ကျွန်တော်၄ချင်းကလုပ်ခိုင်းတာ။ဒါကတော့လက်တလောအကျိုးသိအောင်ပေါ့ဗျာ။အဲ့တော့ long term ပေါ့။ဒီကာလကြာရှည်အကျိုးသိအောင်မှုလည်းရှိတယ်ပေါ့နော်။အဲ့တော့ကာလကြာရှည်သိတော့မှဘာရှိလဲဆိုတော့ပထမနံပါတ်1အချက်အနေနဲ့ကတော့ကာလကြာရှည်လုပ်ပြီဆိုလို့ရှိရင် အဲ့ဒီခန္ဓာကိုယ်မှာအင်ဆူလင်ရဲ့စွမ်းဆောင်ရည်ပို့ပြီးတော့ကောင်းလာတယ်အဲ့တော့အမျိုးသားနဲ့စီးကြိုရောဂါအဓိကဖြစ်ရတာဟာဘာကြောင့်ဖြစ်တာလဲဆိုရင်အင်ဆူလင်ရဲ့ quality ပေါ့နော်အင်ဆူလင်ရဲ့လုံဆောင်မှုစွမ်းရည်ကျဆင်းလာတယ်ခန္ဓာကိုယ်ကအင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းရည်ကျဆင်းလာတဲ့အတွက်ကြောင့်မလို့အဓိကကျွန်တော်နမူနာကြီးပြောခဲ့ဘူးလေတော့ပြတ်တဲ့အတွက်ကြောင့်မလို့အင်ဆူလင်ကကောင်းကောင်းဖွင့်လို့မရဘဲနဲ့ဂလူးကို့စ်ကိုဝင်လို့မရတာဝင်လို့မရတဲ့အကြောင်းကိုသွေးထဲမှာစုပုံနေပြီးတော့သွေးရဲ့အချိုတက်များတဲ့ပြီးတော့စီးကြိုရောဂါဖြစ်တယ် ဒါပေမဲ့ exercise တွေကိုတောက်လျှောက်ပုံမှန်လုပ်နေရတူရတဲ့အချိန်ကာလကြာလာတဲ့ခါကြောင့်ရှင် insulin ရဲ့စွမ်းဆောင်ရည်ပိုပြီးတော့ကောင်းလာတယ်။ဒါကြောင့်မလို့အချိန်ကြာကြာမှဖြစ်တဲ့ကောင်တော့နံပါတ်၁ချက်နေနဲ့ insulin စွမ်းဆောင်ရည်ပိုကောင်းလာမယ်။ဒုတိယချက်နေနဲ့ကတော့လေးကျင်ငန်းပုံမှန်လုပ်တဲ့လေးနောက်ပြီးတော့ဒီအလေးတွေပါပုံမှန်မားတဲ့ခါမှာ muscle mass တွေပိုများလာမယ်။ muscle mass များလာရင်ဘာပိုကောင်းလာလဲဆိုတော့ muscle mass များရင်စွမ်းရည်ပိုလို့မယ်။စွမ်းရည်ပိုလို့တဲ့ခါကျတော့သွေးတွေကနေပြီးတော့ glucose တွေများဆွဲမယ်။ဒါဆိုရင် သွေးကြိုစီးကြိုတွေပို့ပြီးတော့ကျစေနိုင်တယ်အဲ့တော့ဒုတိယချက်အနေနဲ့ကြွက်သားဒုတဲ့ပုံများလာခြင်းအပြင်သွေးကြိုစီးကြိုပို့ပြီးတော့ကျစေတယ်တတိယချက်အနေနဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ရင်ခန္ဓာကိုယ်မှာအဆီတွေရော့လာတယ်အဆီတွေရော့လာရင်ဘာအကျိုးကျေးဇူးရှိလဲဆိုတော့အဆီသည်အင်ဆူလင်ရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေတယ်အစီပမာဏများတဲ့သူကခန္ဓာကိုယ်မှာအင်ဆူလင်ရက်စစ်တန့်များပြီးတော့မျိုးစားနဲ့စီးကြိုကပိုဆိုးစေနိုင်တယ်။အစီတွေနှဲဝါတဲ့အခါမှာအင်ဆူလင်စွမ်းဆောင်ရည်ပိုကောင်းလာပြီးတော့မျိုးစားနဲ့စီးကြိုကဖြည်းဖြည်းနဲ့တက်တာလာတဲ့ HbA1c ကြီးကျလာနိုင်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ခန္ဓာကိုယ်မှာအဲ့လို raising up ပုံမှန်လုပ်ပြီဆိုလို့ရှိရင်ねဒီ cortisol တွေပေါ့နော် stress hormone လို့ကျွန်တော်တို့ခေါ်ကြတာပေါ့နော်ဒီစိတ်ဖြစ်စဉ်မှုဖြစ်တဲ့အခါမှာဖြတ်တဲ့ hormone တွေဖြည်းဖြည်းနဲ့ကျော့လာတယ်ဟာအဲ့ဒါနဲ့ဘာဆိုင်လို့လဲဒီစီဂျုံနဲ့ဆိုင်တာပေါ့အဲ့ဒီစိတ်ဖြစ်စဉ်မှု hormone တွေအရန် trap ပြီဆိုလို့ရှိရင်ねခန္ဓာကိုယ်မှာသူကအဲ့ဒီကောင်ရဲ့အဓိကလုံဆောင်ချက်ကခန္ဓာကိုယ်မှာသွေးရင်းအချို့ဓာတ်တွေကိုမြင့်မားစေတယ်ပေါ့နော် ပြီးတော့အသေးတွေပါတယ်ခင်ဗျာဆိုတော့သွေးရင်းအချို့ဓာတ်တွေကိုဆွဲယူပြီးတော့သွေးရင်းအချို့ဓာတ်တွေမြင့်မားစေတယ်ဒါကြောင့်မလို့တကယ်လို့ အဆဆိုင်လုပ်တဲ့အချိန်မှာအဲ့လို stress hormone တွေကျဆင်းသွားတဲ့ကြောင့်ရေရှည်အကျိုးသက်ရောက်မှုအနေနဲ့ခန္ဓာကိုယ်မှာသွေးရင်းဂျိုတက်တွေပုံမှန်ပြန်ဖြစ်ပြီးတော့စီးဂျိုမှာအများကြီးတက်တာစေနိုင်တယ်။ဒါကတော့ effect နှစ်ခုပေါ့နော်။ကျွန်တော်ဒီယာယီအကျိုးသက်ရောက်မှုရှိတဲ့နောက်ပိုင်းမှာနာတာရှိမှာဖြစ်တဲ့အကျိုးသက်ရောက်မှုရှိတယ်ပေါ့နော်။ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပန်းနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်းဆေးကန်းကိုလာပြီးတော့ဆွေးနွေးကြတယ်ဆိုလို့ရှိရင်တော့ ဖုန်း39 993 465 39ကိုမနေ့ရှင်းလာရနေပြီးတော့ညနေ6:00နာရီအတွင်းမှာအသေးစိတ်စုံစမ်းပြီးမျက်နှာပါရနော်ကဲတော့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာမလုပ်ခင်ပါသတိထားမယ်ဆိုတော့အရင်ဆုံးပြပြပေးတော့ပါမယ်အဲ့တော့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာမလုပ်ခင်သတိထားမယ်ကြာအရင်ဆုံးသွေးကြော်တဲ့ဖောက်ဆေးပို့လို့တယ်ကျွန်တော်တို့ဒီစီးရုပ်သမားရဲ့မှာအားကြောက်တာက hypoglycemia လို့ခေါ်တယ်။သွေးကြိုရုတ်တရက်ပြုတ်ကြတာကျွန်တော်တို့ကြောက်တယ်။အဲ့ဒါအသက်အန္တရာယ်လည်းရှိတယ်။အဲ့တော့လေ့ကျင့်ခန်းလုပ်နေ glucose ကြီးအများကြီးလိုလေ ဲ့တော့ CO2 ကကျနေခြင်းမှာဒီစင်ကန်သွားလုပ်လိုက်တဲ့ချိန်မှာ hypoglycemia နဲ့ပြဿနာတက်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ exercise လုပ်ခံနေတိုင်းမှာသူတို့အချိုတက်ကိုပြန်ပြီးရစစ်ဆေးတင်တယ်ပေါ့နော်အဲ့ဒါအရေးကြီးတယ်နောက်တစ်ခါလေးစင်ကန်မလုပ်တဲ့လူရှိတယ်အဲ့တော့လေးစင်ကန်လုပ်ပါလုပ်ပါပြောမယ်လေးစင်ကန်လုပ်လို့မရလူရှိတယ်အဲ့ဒါဘာလဲဆိုတော့သူက CO2 သူကကျလာတဲ့အခါမှာခန္ဓာကိုယ်မှာဒီအရိုးစစ်တွေရပေါ့တောက်တင်းတာတွေဖြစ်လာတယ်နောက်အရိုးစစ်မှာပြဿနာတွေတက်လာတယ်အဲ့တော့အယိုးစစ်မှာပြဿနာတက်ပြီးငိုတွေကဒူးနာချေနာဖြစ်နေတဲ့သူတွေကလေးစင်ကမလုပ်သင့်ဘူးပေါ့နော်အဲ့တော့သွားလို့ပူဆိုးမှာပေါ့နောက်တစ်ချက်က ဒီစီချိုသူယောဂါမှာထုံနာကျင်တာပါဆက်ပြီးတော့ဖြစ်လာတာပေါ့နော်ကျွန်တော်တို့ကတော့ diabetes peripheral neuropathy လို့ခေါ်တာပေါ့အဲ့တော့ထုံနာကျင်တာတွေပါတွဲဖြစ်နေတဲ့သူတွေကလည်းကျွန်တော်လေ့ကျင့်ခံမလုပ်သေးဘူးနောက်တစ်ခုကစီချိုကြောင့်မျိုးလုံးထိခိုက်နေတယ်ပေါ့နော် diabetic retinopathy လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒီအချိန်မှာသွေးကြောအသစ်တွေဆက်ဖြစ်နေတဲ့အချိန်မှာလေ့ကျင့်ခံလုပ်တာကြောင့်မလို့ကျွန်တော်တို့ဒီဘာဖြစ်နိုင်လဲဆိုလို့ရှိရင်မျိုးလုံးမှာအမြင်အရကွဲသွားတာပိုပြီးတော့ဖြစ်သွားနိုင်တယ်သွေးယူတာပြတ်လာနိုင်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးတွေကလေ့ကျင့်ခံလုပ်ကမလုပ်သေးဘူးပေါ့ဒါလေးတွေနည်းနည်းသတိထားဖို့လိုအပ်ပါတယ် အခုဆက်ပြီးတော့ကျွန်တော်လေ့ကျင့်ခန်းကိုတပတ်ကိုဘယ်လောက်လုပ်တင်လဲဆိုတာကိုဆွေးနွေးပြီးသွားပါမယ်အဲ့တော့တပတ်မှာပေါ့နော်ရသောအဖြစ်တော့သူကအေရိုဘစ်လေ့ကျင့်ခန်းပေါ့နော်ပေါ့ပေါ့သားလေ့ကျင့်ခန်းလေးအေရိုဘစ်လေ့ကျင့်ခန်းလေးကိုကျွန်တော်ကတပတ်ကိုမိနစ်150ပေါ့နော်ပြီးတော့တနေ့ကိုနိုင်ရွက်ပေါ့တနေ့ကိုနိုင်ရွက်နဲ့9ရက်လောက်လုပ်တင်တယ်ပေါ့နော်အဲ့တော့9ရက်ပြီး2ရက်ကြာပြီနောက်တဲ့2ရက်မှာတော့ကျွန်တော် resistant training ကိုခေါ်တော့လေးမတဲ့လေ့ကျင့်ခန်းလေးကိုကျွန်တော်2ရက်လောက်တကယ်ဂျင်မှာသွားပြီးတော့ trainer နဲ့တရား train နေတယ်အဲ့လိုလုပ်တော့အကောင်းဆုံးပေါ့တကယ်လို့အလေးမမနိုင်တဲ့ပြဿနာမရှိဘူးခုနကကျွန်တော်ပြောတဲ့ aerobic လေ့ကျင့်ခန်းကိုတပတ်ကို မိနစ်105လေတနေ့ကိုနိုင်ခွက်နိုင်ခွက်နဲ့9ရက်ပေါ့အဲ့ဒါပုံမှန်လုံးတင်တယ်လို့တော့ဒီစီချိုပညာရှင်ကအကြံပြုထားကြတာပေါ့နော်အတက်ပုံလုံးကောင်းလာဆိုကောင်းလာပေါ့အဲ့လိုမလုံးနိုင်ဘာလုံးလဲဒီလမ်းလျှောက်တာတွေပဲပုံမှန်လုံးမယ်လမ်းလျှောက်တာနိုင်ခွက်လည်းဖြစ်တာပဲအပြေးတာ15မိနစ်မိနစ်ဆက်လောက်ပဲဖြစ်တာပဲအဓိကတော့ဗျာ၄ချိန်ကလုံးနေဖို့ပဲအဲ့၄ချိန်ကလုံးတဲ့အခါကြီးအဲ့တော့ပုံမှန်တစ်ပတ်ကိုမိနစ်150ပြီးတော့ ကောင်းလာတကယ်လို့ကိုတက်နိုင်ကြလို့ရှိရင်လေးမလာပါညာလုံနိုင်ပါเนาะအဲ့လိုပုံစံမျိုးနဲ့လုံမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့အဲ့တော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ကဒီလေးစင်ငယ်လုံမဲ့ချိန်မှာလိုအပ်တဲ့ tips တွေပေါ့เนาะအဲ့ဒါကိုဆက်ပြီးတော့ဆွေးနွေးပြသွားပါမယ်ဒီဗီဒီယိုမှာဒီလောက်ပဲပေါ့เนาะဒီလောက်ဆိုကျွန်တော်ပြောတဲ့ဟာလေးနားထောင်ပြီးပါပြီဆိုလို့ရှိရင်စီးကျူယောဂါတွေတွေကလေးစင်ငယ်လုံရင်ဘာဖြစ်လို့စီးကျူကျတယ်ဆိုတာကိုသိပ္ပံနေကြကောင်းကောင်းမွန်မွန်သိသွားကြပြီးပြောနေပါတယ်တကယ်လို့ဒီဗီဒီယိုကြည့်ရတဲ့လူကစီးကျူယောဂါတွေပါမယ်ဆိုလို့ရှိရင်လည်း ဒီကျင်ကလုံနိုင်ခဲ့မယ်ဆိုရင်ပေါ့နော်လုံလို့မရတဲ့ချက်တွေခုနကပြောပါရည်နော်လုံလို့မရတဲ့လူတွေရှိတယ်အဲ့လိုလူတွေမှတပါပါလုံလို့ရမယ်ဆိုရင်ဒီကျင်ကနေပုံမှန်လုံးကြမယ်လို့လည်းကျွန်တော်ပြောနေပါတယ်အဲ့တော့အဲ့လိုပြောနေမယ်ကျွန်တော်ဗီဒီယိုလေးကိုချောလိုက်ပါတယ်ဒီလိုဗီဒီယိုလေးကိုအမြဲတမ်းတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ AI channel လေးကိုအမြဲတမ်းဆောင်လို့အားပေးကြပါလို့ပြောနေပါအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AI channel မှာကျမရဲ့ပူဇော်ရည်အမြဲတမ်းတင်ဆက်ပေးနေတယ်ဒေါက်တာယူပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြီးချင်ပြန်တွေ့ကြမယ်နော်